ီနေ့ကတော့မဲဆောက်မှာရှိရဲ့အရန်ကိုလှပြီးတော့အရန်ကိုတတ်ပယ်တဲ့မဲတောင်ဖျားကိုတောင်းမှပဲဖြစ်ပါတယ်။အဲတချို့လူတွေကကြတော့ဒီဟာကိုဖျားဖြူဆိုပြီးတော့လည်းခေါ်ကြတယ်ပေါ့နော်။မဲဆောက်မြို့ထဲမှာမို့လို့အဝေးလဲသွားเสียမလို့ဘူးပေါ့နော်။အဲ Google Map မှာဆိုလို့ရှိရင်တော့ What မဲတောင်မဲတောင်ဖျားဆိုပြီးတော့ရိုက်ရှာပြီးတော့လည်းသွားလို့ရပါတယ်။ဒီဖျားမှာဆိုလို့ရှိရင်မြန်မာနိုင်ငံနဲ့မတူရဲပေါ့နော်။ထိုင်းပြည်သူကလက်ရာတွေကိုတည်တည်ချာချာလေးအနုစိတ်ပြီးတော့လှုပ်ထားတာကိုတွေ့ရတယ်ပေါ့နော်။ ဒီဖျားကအရန်ဟိုမှာခန်းထားပြီးရထဲ ware ပေါ့နော်ဘလောက်ထိနောင်တက်ပေပြီးရလာလဲဆိုတာကိုကိုဗီဒီယိုထဲမှာတိတိကျကျလေးရိုက်ပြထားလို့ကိုနဲ့တူတူလိုက်ကြည့်ကြည့်နော် ဒီဖျားပေါ်ကိုတက်တက်ချင်းလှမ်းမြင်နေရတာကြတော့ငကယုံဖျားတဆူရှိတယ်ပေါ့နော်ဒီရှောင်းလန်းလေးကအရန်အောင်လာတဲ့အတွက် pre-wedding နေပါတယ်ရိုက်မယ်ဆိုလို့ရှိရင်လည်းရွေးချယ်စရာကောင်းတဲ့နေရာပေါ့နော်ဒီငရေုံဖះရဲ့အနောက်ဘက်ကနေပြီးတော့ဆင်းသွားမယ်ဆိုလို့ရှိရင်လေသူကအထဲမှာဖះကြီးရှိသေးရေပေါ့နော် ဒီအနောက်ဘက်မှာဆိုလို့ရှိရင်လည်းလေကွင်းဆင်းဆင်းလေးရယ်ဖျားဖြူဖြူလေးအရန်တက်ပယ်ကွာဒီလားအပြင်မှာဆိုလို့ရှိရင်ပိုပြီးတော့တက်ပယ်သူ့ရဲ့အမှုပညာလက်ရာတွေကိုကြည့်ရတာကွာဒီလားထဲမှာရှိရဲ့ဖရာတွေပေါ့နော် ဲညာဘဲကြည်ကြည်အရန်ကိုတက်ပေပြီးရောလှတယ်ပေါ့နော်အခါကြီးရဲ့ကြီးတွေမှာဖះသွားမယ်ဆိုလို့ရှိရင်လည်းမဲဆောင်မျိုးတွေမှာပဲမဟုတ်လို့နီနီနာနာနဲ့တော်လို့ရတာပေါ့နော်ဖះကအရန်ကိုမှခံထားပြီးအရန်ကိုတက်ပေရဲ့အတွက်ကြောင့်မဟုတ်လို့တစ်ခါလောက်တော့တွားကြည့်ဖို့ကိုက recommend ပေးရပေါ့နော် ဖျားဖြူဆိုတာပဲကြားဘူးပြီးတော့ဗောနော်ဘလို့သွားရမလဲဆိုတာမသိတဲ့လူတွေအတွက်တော့ကို location လေးထည့်ပေးထားမယ်ဗောနော်မဲဆောက်ကိုရောက်တယ်ဆိုလို့ရှိရင်တော့ဒီဖျားကိုသွားဖို့တော့ကိုက recommend ပေးရပါတော့။ဖျားရည်တရားရိတ်ဆိုတော့စိတ်ကူလေ agency ပြီးတော့အမှုပညာလက်ရာတွေကိုလည်းခန်းစားလို့ရတာပေါ့နော်။အဲ့ဒါလေးကိုလာပြပြပေးရပါ။အားလုံးပဲတတား